အခုကျွန်တော်ပြောပြမယ်လက္ခဏာ၅ခုသာကိုယ့်ရဲ့လုပ်ငန်းမှာ ရှိနေပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းက မကြခင်ရပ်တန့်တော့မယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ၅ခုကဘာဖြစ်မလဲအဲ့ဒီ၅ခုကိုကျွန်တော်တို့ဘယ်လိုချော်လွှားရမလဲဆိုတာကိုသိနိုင်ဖို့အတွက်ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါနံပါတ်၁တခုဒီပါလဲဆိုတော့ငွေကြေးစည်းစင်းမှုပြဿနာပါ cash flow ပါ တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလုပ်ငန်းတစ်ခုရဲ့အသက်ဒီငွေကြေးပါပြီးတော့ငွေကြေးစီစဉ်မှုပါအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကတော့ဝင်ငွေတွေလျော့နေနေပြီးပေးရန်ရှိတယ်လေတအားများနေပြီးပုံမှန်ကုန်ကျစရိတ်တွေကိုလည်းမပေးနိုင်တော့ဘူးကို့မှာလက်ချံလဲကျွန်တော်တို့နည်းနေပြီအဲ့ဒီအနေအထားမျိုးဖြစ်ပြီးဆိုလို့ရှိရင်တော့ဒါဒီကျွန်တော်တို့ငွေကြေးစီစဉ်မှုပြဿနာတက်နေပြီနော်ဒါဒီနံပါတ်1လက္ခဏာပါโอเคအဲ့တော့ကျွန်တော်တို့ကအဲ့ဒီလက္ခဏာတခုကိုကျွန်တော်တို့ဘယ်လိုကြော်လွားကြအောင်လဲ ဲ့တော့နံပါတ်1ဒီကျွန်တော်တို့ကြော်လုပ်လို့ရတဲ့နီလန်းဒီကုန်ကြမ်းရှိတယ်ဘယ်လို short ချကြမလဲနော်အမြတ်ငွေတွေဝင်ငွေတွေတိုးလာအောင်ဘယ်လိုလုပ်မလဲနော်ခေပြီးနောက်ဆုံးမရတော့တဲ့ဆုံးရင်းနှီးမြှုပ်နှံသူတွေဘယ်လိုရှာမလဲဒါဒီကျွန်တော်တို့ကကြော်လွားနိုင်မယ်နီလန်းမှာနံပါတ်2ကတော့ကျွန်တော်တို့ဖောက်တဲ့အရေးအတွက်လျော့လာခြင်းပါဘာကြောင့်မှမသိပဲနဲ့ customer တွေကကိုယ့်စီကို လာမဝယ်ကြတော့ဘူးရောင်းအားတွေတိတိသားသားကျွန်တော်တို့ကြာလာပြီ ပုံမှန်လာဝယ်နေတဲ့ဖောက်တယ်တွေကတခြားဆိုင်ကိုရွှေ့သွားနေပြီဖောက်တယ်တွေရဲ့တော့တုံ့ပြန်မှုတွေ response တွေကလည်းတနေ့တခြားဆိုးရွားနေပြီအဲ့တော့ဒါဒီပါလဲဆိုတော့ကျွန်တော်တို့ကဖောက်တယ်တွေကိုယ့်စီကိုလာမဝယ်တော့တာဒါဒီလည်းလုပ်ငန်းကျရှုံးဖို့အတွက်အချက်တစ်ချက်ပဲအဲ့တော့ကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းကြအောင်လဲဖြည့်ရှင်းဖို့ဆိုလို့ရှိရင်တော့သိကြတယ်သူတို့ customer တွေကိုစစ်တမ်းတွေကောက်ဖို့လိုနေပြီသူတို့ဘာကြောင့်မလို့မလာတော့တာလဲသူတို့ဘာတွေလိုချင်နေတာလဲဘာတွေလိုအပ်နေတာလဲကိုယ့်ဘက်က ဘာတွေလုပ်ပြရမလဲဆိုတဲ့စစ်တမ်းကောက်ဖို့လိုပြီပြီးကျွန်တော်တို့က customer service เนาะဖောက်သည်ဝန်ဆောင်မှုကိုတိုးမြင့်ဖို့လုပ်နေပြီအဲ့တော့ကိုယ့်ရဲ့ competitor state ထဲကိုကပို့ပြီးတော့မှပေးနိုင်ဖို့အတွက်စ조사ဖို့လုပ်နေပြီအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ကိုယ့်ကို customer တွေပြန်ပြီးတော့မှစိတ်ဝင်စားလာအောင်လုပ်ဖို့လုပ်နေပြီနံပါတ်3တစ်ချက်ကတော့ကျွန်တော်တို့ဝန်ထမ်းတွေအထွက်များတာเนาะဝန်ထမ်းတွေစိတ်သက်တွေကြာစင်းနေတာအဲ့ဒါကလည်းကျွန်တော်တို့လုပ်ငန်းတစ်ခု ပျက်စီးဖို့အတွက်ရက်တက်မှုအတွက်အရေးကြီးတဲ့အချက်ပဲအဲ့တော့ကျွန်တော်အရေးချင်းရှိတဲ့ဝန်ထမ်းတွေကထွက်လာကြပြီထွက်နေကြပြီဝန်ထမ်းတွေကနော်တခုတုန်းကလိုမျိုးသူတို့လိုရမယ့်အလုပ်တွေမှာတကယ့်ကိုကြိုးကြိုးစားစားနဲ့နော်ရိုးရိုးသားသားလုပ်ချင်တဲ့စိတ်တွေကျွန်တော်တို့ရော့ကြလာပြီးတော့မှမလုံတော့ဘူးရုံးထဲမှာလည်းပြိပခါတွေပြက်ပခါတွေတဖြည်းဖြည်းတိုးနေပြီဆိုလို့ရှိရင်တော့ နေကြတယ်ဒါကဝန်ထမ်းပြည်သနာကျွန်တော်တို့တက်နေတယ်အဲ့တော့အားအဝကျွန်တော်ဘယ်လိုဖြည့်ရှင်းကြမလဲအဲ့တော့ဖြည့်ရှင်းဖို့ဆိုလို့ရှိရင်တော့ကုမ္ပဏီမှာလုပ်ငန်းမှာကောင်းတဲ့ culture တစ်ခုတည်ဆောက်ဖို့လိုပြီး culture ဆိုတာကျွန်တော်တို့အလုံးသိတဲ့အတိုင်းပဲယုံရင်းယဉ်ကျေးမှုကိုကောင်းကောင်းတည်ဆောက်ဖို့လိုပြီးအဲ့တော့တော်တဲ့ဝန်ထမ်းတွေကို motivation တက်အောင်ကျွန်တော်တို့လုပ်ဖို့လိုပြီးအဲ့တော့ motivation တက်ဖို့ဆိုလို့ရှိရင်လည်းတို့ခန်းစားခွင့်တွေကျွန်တော်တို့ပေးတာမျိုးတွေလုပ်သင့်နေပြီเนาะအဲ့တော့တို့ကိုကျွန်တော်တို့ယာရုတိုးပေးတာမျိုးတွေလုပ်သင့်နေပြီဒါသိကျွန်တော်တို့အရေးကြီးတယ် နံပါတ်၄လက္ခဏာကတော့ဈေးကွက်အတွင်းဖြစ်နေတဲ့အပြောင်းလဲတွေနောက်ကိုမလိုက်နိုင်တာဈေးကွက်တွေမှာ customer တွေကလိုချင်နေတဲ့အရာတွေရှိတယ်။နောက်ပြီးတော့မှကိုယ့်ရဲ့ competitors တွေကလည်းလာကျွန်တော်တို့ဘာလုပ်နေပြီလဲဆိုတော့တီစင်ဆန်းသိမ်းမှုတွေလုပ်နေပြီကိုကမလုပ်နိုင်သေးဘူး။နောက်သူတို့နောက်ကိုမလိုက်နိုင်သေးဘူး။ အဲ့နီးပညာအသစ်တွေကိုကျွန်တော်တို့မလုပ်နိုင်သေးဘူး market research မလုပ်ဘူးเนาะ view ဟာအသစ်တွေကျွန်တော်တို့မချမှတ်ဘူးဒါဒီကျွန်တော်တို့ဘာလဲဆိုတော့ဈေးကွက်နောက်ကိုကျွန်တော်တို့မလိုက်နိုင်တာအဲ့ဒီချက်တစ်ချက်ကလည်းကျွန်တော်တို့လုပ်ငန်းကိုကျဆုံးစေတဲ့အချက်ပဲနံပါတ်9နဲ့အရေးကြီးဆုံးကတော့ကျွန်တော်တို့ဘာလဲဆိုတော့စီမံခန့်ခွဲမှုပြဿနာ management ပြဿနာတက်နေပြီအဲ့တော့ကျွန်တော်တို့ decision တွေဆုံးဖြတ်ချက်တွေချတဲ့အခါမှာနေကွေးလာတယ်ဒါမှမဟုတ်ဆုံးဖြတ်ချက်တွေကကျွန်တော်တို့မှားယွင်းလာပြီး တော့စီမံခန့်ခွဲတဲ့သူအချင်းချင်း management လုပ်တဲ့သူအချင်းချင်းအချင်းချင်းဆက်သွယ်မှုတွေကျွန်တော်တို့ပြတ်တောက်တာမျိုးတွေတယောက်နဲ့တယောက် communicate ကောင်းကောင်းမလုပ်နိုင်တာမျိုးတွေကျွန်တော်တို့ဖြစ်လာပြီအဲ့တော့ company ရဲ့ vision တွေ mission တွေ non objective တွေဒါတွေကကျွန်တော်တို့ရှင်းရှင်းလင်းလင်းကိုယ်ကိုယ်ပြပြမဖြစ်တော့ဘူးအဲ့တော့ဖြစ်လာတဲ့ပြဿနာတွေကို management team ကဖြေရှင်းဖို့ထက်နော်ရှောင်လွှဲဖို့ပဲကျွန်တော်တို့စ조사နေပြီဒါစီကျွန်တော်တို့ကဘာလဲဆိုတော့ management ပြဿနာတက်နေတာအဲ့တော့ဒီအရာတွေကိုကျွန်တော်တို့ဖြေရှင်းနိုင်ဖို့ဆိုလို့ရှိရင်တော့ management team တွေက members တွေကိုကျွန်တော်တို့ JD တွေဖြစ်အောင်ကျွန်တော်တို့လုပ်ဖို့လိုပြီး management နဲ့ပတ်သက်တဲ့သင်တန်းတွေကျွန်တော်တို့တက်ဖို့လိုပြီးစာအုပ်တွေဖတ်ဖို့လိုပြီးဖြစ်နိုင်လို့ရှိရင်အပြင် consultant တွေကျွန်တော်တို့ခေါ်ဖို့လိုနေပြီအဲ့တော့ကျွန်တော်တို့ဒါကတော့လုပ်ငန်းတွေကြာရှုံးတော့မဲ့ရပ်တန့်တော့မဲ့လက္ခဏာ၅ခုနဲ့ဘယ်လိုကျော်လွှားရမလဲဆိုတဲ့နည်းလမ်းတွေဖြစ်ပါတယ်အဲ့တော့ဒီကြောင်းရတဲ့ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော် လုပ်ငန်းရှင်တွေကအကျိုးစုံတရားရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အကျိုးစုံတရားရတယ်ဆိုလို့ရှင်တို့ထုံးစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါဦးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ thank you